တော့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုကတော့ဒီပုံမှန်လုပ်နေကြဟိုဘယ်လိုပြောမလဲကျွန်တော် time ဒီ visa နဲ့ပတ်သက်တဲ့ဟာတွေဘာတွေညာတွေလုံမှာမဟုတ်ဗျာအဲ့အစားကျွန်တော်ဘန်ကောက်မှာဒီတလောက်ဟိုသူများရေးဆိုတော့ကျွန်တော်ဘောနော်အပုံမှန် honest review ပုံစံမျိုးဘောနော်တုံးမြန်ဆိုရင်ဘလာလောက်ကုန်လဲဆိုရဲဟာပျော်ပျော်ပြင်ပါဘောနော်ဆိုတော့ဒီဗီဒီယိုကအမှန်တမ်းပြောရရင် လုံးဖို့မလိုဘူးဗျာဘာလို့လဲဆိုတော့ မြန်မာတနိုင်ငံလုံးဝလူတွေကဒီနိုင်ငံကိုရောက်နေနေပြီးသားပြန်တည်တာလွန်ခဲ့တဲ့2024လောက်တည်းကနေတော်တော်များများဒီရောက်နေပြီအာပြီးတော့အခြေအနေတောင်ကြာပြီးတော့တချို့တွေဆိုအလုပ်ရအောင်ရနေကြတဲ့လူတွေအများကြီးရှိပြီဗျာဆိုတော့ just a knowledge ပုံစံမျိုးပဲအမ်တောင်းတောင်းမတူဘူးဗျာကျွန်တော်ကကျွန်တော်ဘလို့ကျွန်တော်ဘလောက်တုံးလဲဘလောက်ကုန်ကြတယ်လဲဆိုရဲအကြောင်းပဲအဓိက target ထားပြီးပြောမှာအခြားသူတွေတော့ဘလို့မှမတူနိုင်ဗျာနေတဲ့ district ပေါ်မူတည်ပြီးတော့ခုံးနဲ့ဒီဘလောက်တုံနေဆိုရဲပေါ်မူတည်ပြီးတော့သူညီမှာမဟုတ်ဘူးဗျာဒါကတော့သိကြတယ်ဆိုတော့โอเคပရမောက်သူအနေနဲ့ဒီဒီဟွာပေါ့နော်ဘန်ကောက်ပေါ့နော်ဘန်ကောက်ကိုပဲပြောပါမလားဒီတော်တော်များများမြန်မာပြည်ချိကြတာအဲ့တော့ဘန်ကောက်ပေါ့လေဘန်ကောက်တို့ချင်းမိုင်တို့မဲဆောက်တော့ထည့်ပြောလိုက်ရမထည့်ပြောလိုက်ရတချို့တွေတော့နေရပေါ့နော်တော်တော်များဘန်ကောက်နဲ့ချင်းမိုင်ဒီကချွေတယ်ချင်းမိုင်ကျတော့ cross ကလေးဝင် cross ကဒီဘန်ကောက်တက်ဆိုင်ပို့ပြီးတက်တာတယ် ဒါပေမဲ့ Bangkok ကကျွန်တော် opportunity ပုံများတယ်လို့ပဲပြောမှာเนาะဆိုတော့ထားပါတော့ကျွန်တော် Bangkok အနေနဲ့ကိုပဲပြောမယ် Bangkok အနေနဲ့မှာဒီတလောက်ပေါ့เนาะကျွန်တော်တုံးတဲ့ H point နဲ့မှာဘယ်ကနေစပြောမလဲဆိုတော့ကျွန်တော်နေတဲ့တိုက်ခမ်းပေါ့အဲ့ဒါဈေးအကြီးဆုံးဖြစ်တဲ့အတွက်ဒီကျွန်တော်တလတာ၃ဈေးတယ်မှာဆိုဈေးအကြီးဆုံးဖြစ်တဲ့အတွက်သူ့အရင်ပြောမယ်ဆိုတော့သူကသူကကြတော့ဒီကျွန်တော်ကျွန်တော်ကကြတော့ apartment နေတယ် apartment ဆိုတော့ဒီ studio cam ပဲအာ တယောက်စာအဆင်ပြေတယ်ဗောနော် maybe နှစ်ယောက်လည်းရကျွန်တော်တယောက်ဖြစ်နေတယ်ဆိုတော့အာဘယ်လိုပြောပြရမလဲအခန်းကျဲကျွန်တော်တို့ဒီဗီဒီယိုမှာမြင်တဲ့အတိုင်းပဲဒီပပလည်းတခုရှိမယ်ပြီးရင်တော့အနောက်မှာတွေ့ရတကားကယေရှုခိုင်းအိမ်သာရှိမယ်ဒီဘက် channel like ကနေကာထားအပြင် try warden ရှိမယ်ဗျာဆိုတော့ဒါပဲ studio tag ကတော့ true sasain tree tuition ပြကြမလို့ပုံမှန်ပဲအမ်အဲ့မှာကျွန်တော်တို့ ီ time မှာဆိုဘလောက်ကနေဈေးနှုန်းတွေကစလဲဆိုတော့အများသောအားဖြင့်က3000လောက်နေစတယ်ပေါ့နော်အဲ့ဒါတော့အ ਨੇ ဆုံးလို့ပြောလို့ရတယ်ဘန်ကောက်လိုအနေထားမျိုးမျိုးနဲ့မျိုးပြင်လို့တော့ပြောလို့ရပါဘူးမျိုးပြင်အနေထားမျိုးပြင်အနေထားဆိုရင်လည်းတွန်းလာရတာလည်းအဆင်ပြေအောင်မဲ့ဆိုတဲ့အနေထားမျိုးဖြစ်တဲ့ဒီ lap brown လို့ဒီဟော bangabi တို့အဲ့လိုမျိုးနော် summer brown အဲ့လိုမျိုးနေရာမျိုးတွေလောက်မှာရှိတဲ့ဈေးပေါ့ဆိုဒီ time မှာလည်းနေကြလူတော်တော်များများတော့အဲ့လိုအပါမန့်တွေမှာနေတယ်ချိုးချောင်း share နေတယ်ချိုးချောင်းလည်း အာတည်တဲ့နေကြတာပေါ့နော်။များသောအားဖြင့်ကတော့ဒီ mansion apartment apartment တို့ရွေးတယ်ဒီ studio ကျွန်တော်လည်း studio room type ကိုရွေးကြတာများတယ်။အာနည်းနည်း percent ရှိရသူ percent တက်နိုင်ရသူဆိုရင်တော့ကျွန်တော်ဒီဟိုပေါ့ condo တွေပါလေရွေးတယ်ပေါ့နော်။ condo တွေပါလေကတော့ဈေးနှုန်းတွေကတောင်းကြော်ကြော်လေးပေါ့နော်။အဲ့လောက်နေစားတယ်။အဲ့ဒါလည်း district ပတ်မူတည်တယ်။ district ပတ်မူတည်ဆိုတာဒီကျွန်တော်တို့မြို့ရယ်လိုနေရာမျိုးပတူနယ်လိုနေရာမျိုးစုကုဗေလိုနေရာမျိုးမှာဆိုရင်တော့အဲ့ဒီဈေးနဲ့မရဘူး။ ကျွန်တော်ဒီဒီ district ဒီဘက်ကျွန်တော်ခုနပြောသော left round လို့ sum round လို့ဒီ bank ပီရိုနေရာမျိုးတွေလောက်မှာပဲအဲ့ဒီတထောင်ဆွဆုံလေးတထောင်ကျော်ကျော်လေးလောက်နဲ့ condo တွေနေရာမျိုးရတယ်ခုနက apartment ဆိုရဲ3000 4000အဲ့ဝန်းကျင်လောက်ရကျွန်တော်ကကြတော့ဒီကျွန်တော် apartment အခုလက်ရှိကျွန်နေရဲ့ apartment ကြတော့ဟိုပေါ့9000ပေါ့နော်9000တလောက်9000ပေးရတယ်အဲ့မှာကျွန်တော်ရေဘိုးနဲ့မီဘိုးမပေါဘူးဆိုတော့ကျွန်တော်ရေဘိုးမီဘိုးကတော့နည်းနည်းတက်တာဆိုတော့ ရေမှုမီးဖို့နဲ့ပေါင်လိုက်မယ်ဆိုရင်တော့အာဟိုလောက်သွားတော့ဘောနော်6500အဲ့ဒါဒါကျွန်တော်နေရပတ်မှတ်ကလက်စစ်ဒီ unit ကတတလို့ပြောလို့ရတယ်တတတဲ့အတွက်ဈေးနှုန်းကဒီအာတလောက်ကျွန်တော်ရေပိုးရဲ့မီးပွဲနှစ်ခုပေါင်းအောင်မှာ1000ဟက်လောက်ပဲကြာတာဘောနော်အာတတလို့ပြောလို့ရအနေထားမှာရှိတယ်တချို့ bank ပြီးတော့ဘာလို့ပတ်ချမ်းမှာဆိုရင်ဒါပါမန်ကြီးက3000 3500 4000ပေါ့နော်ထားပါတော့အဲ့လောက်သွားတယ်ဒါပေမဲ့လက်စစ်မီကြတော့သွား ခုနှစ်ယူနစ်ရှစ်ယူနစ်ကောက်ကြတယ်အဲ့တော့ဈေးကဘလောက်တော့ဖြစ်တော့လက်စင်မီမာနေထမင်းချက်တယ်ဟင်းချက်တယ်ဆိုရင်တလောက်ကိုသူတို့ကဒီရေဘူးမီဘူးနဲ့ကိုထပ်ပြီးတော့ကုန်တာဘလောက်လောက်ထပ်ကုန်လဲဆိုတော့နောက်ထပ်2000လောက်ထိသွားတာဗျာ2000လောက်သွားဆိုတော့အပန်းမန်းက4000ဆိုတော့လက်စင်ဟိုကနေပေါင်းလိုက်2000ဆိုတော့6000လောက်သွားတယ်သူနေရတာခုကျွန်တော်ကျွန်တော်ဒီဗီဒီယိုထဲမှာပြထားကျွန်တော်ဒီ studio room တိုက်လောက်မကောင်းဘူးဗျာကျွန်တော်ဒီကောင်ဆိုအောက်ကဘာကီပါတယ်ဗျာ တော့ယေရှုခိုင်းညာဆိုလည်းအရန်ကျဲတယ်အာဆိုဒီခုနကကျွန်တော်ပြောတဲ့ဒီ3000 4000တန်းခန်းနေရဒီကျွန်တော်နေရခန်းတော့ပွင့်လင်းပြောရင်ဈေးတော့အသိမကွာဘူးဆိုပေမဲ့အာဒီထည့်ပြရတဲ့ပစ္စည်းတွေနဲ့တုံးထားတဲ့ပစ္စည်းတွေကမတူဘူးပေါ့ဗျာဆိုတော့အဲ့လိုတော့ကြွားတယ်ပြီးတော့ကျွန်တော်အခန်းမှာညသောအဖြစ်ကဒီဘန်ကောက်မှာအဲ့လိုအပန်းမင်းနေပါလေငါးပြီးဆိုရင်သူက ဟို standard အနေနဲ့ပါတာတော့ဂရင်ပါတယ်ဗျာဂရင်ပါမယ်ကျွန်တော်တို့ဒီချိုးနေရာကြီးဆိုရင်ဒီစာကြည့်စပွဲခုံပေါ့နော်ကျွန်တော်အခုဒီမှာထားတဲ့ခုံအာများသောဖြစ်ကတော့ဒီဘန်ကပီပတ်ချမှာဆိုရင်အင်္ဂလိပ်နဲ့အဲ့လိုနေရင်ကတ်ထားတဲ့ခုံနေအဲ့လိုအဲ့လိုတွေများတယ်ဗျာပြီးတော့ဒီတခြားဒီလို furniture ဒီတက်တိုင်းလောက်ထားခုံလည်းရှိပါတယ်ပြီးတော့ဒီဘီရိုပါမယ်ဗျာပြီးတော့ရှိချိုးကဲအင်တာဝရနာဒေးလီတခုပါမယ်ဆိုတော့အဲ့လိုမျိုးတွေပါတယ်ဗျာကျွန်တော်ဟာဆို TV လည်းပါတယ်ဗျာတိလားဆိုတော့ဈေးနှုန်းကကြတော့ 1500ကျွန်းနေရတယ်ဆို1000လောက်ပဲกว่าတယ်ဆိုပေမဲ့နေရတဲ့ပုံစံအရန်กว่าတယ်ဆိုတော့အဲ့တော့ပြောချင်တာဘာလို့ပြောချင်တာလဲဆိုတော့အဓိကတော့အခန်းရှာမယ်ဆိုရင်တော့အချိန်ပေးပြီးရှာပါပွဲသားကိုပဲအရင်အာမကိုနေပေါ့နော် အာသူတို့လည်းအာကိုပါကိုကမရှာနိုင်ဘူးအချိန်မရှိဘူးဆိုကိုကိုနှိုက်ကလည်းရှာပေါ့နော် အချိန်ပေးပါနှစ်ပတ်ကနေသုံးပတ်လောက်ဖြစ်နိုင်ပေးပါအဲ့လိုမပေးနိုင်ရင်တော့ပွဲသားအပ်တဲ့အခန်းပွဲသားရှာပြီးတဲ့အခန်းနဲ့နေပါ ဆိုပွဲသားနဲ့အတားတခုတော့လည်းကောင်းတာအလုံးမရှုပ်တော့ဘူးသူတို့ပတ်စံဒီဟိုပါဝန်ဆောင်မှုပူဆောင်ကပေးပြီးတော့နေလူအော်ပါပေါ့တက်နေတိုင်းယုံမယ်ဗျာတည်လားအဲ့ပွဲသားနဲ့ပွဲသားပေးတဲ့အခန်းမှာနေနေတဲ့အချိန်မှာမှကိုကနောက်ထပ်တနေအောင်ရွှေ့ဖို့အတွက်အာရှာတာမျိုး လုပ်ရင်တော့ပိုကောင်းတယ်တခါကြလို့ရှိရင်တော့ပွဲစားရှာတာပုံမြန်တာပေါ့နော်။ဘာလို့ဆိုပွဲစားကြတော့ဘယ်နာမှာပါရှိဆိုတော့သူတို့ကအချိတ်ဆက်တွေ link တွေရှိပြီးသားဗျာ။တချို့အပါမန်တွေဆိုပွဲစားနေတော့လို့ ညှိတာဗျာလို့တာမန်ကိုရီသွားငှားလို့ရှိရင်အာဟိုကပေါ့မရှိဘူးဗောနဒါပေမဲ့ပွဲစားသွားငှားရင်ရှိတယ်မျိုးအဲ့လိုအပမ်းမင်းလည်းရှိတယ်သူဈေးကွက်ကအဲ့လိုဖြစ်နေတယ်လက်ရှိကပြီးတော့မြန်မာတွေကျွန်တော်မြန်မာတွေကအရန်ဒီဖန်ကောက်ကိုအလာများတယ်ဗောနများတဲ့အတွက်လည်းအပမ်းမင်းတွေကမရှိတဲ့လောက်ကိုရှားတယ်ဟောကောင်းတဲ့ဟာတွေဗောမကောင်းတဲ့ဟာတွေလည်းအဲ့လိုတော်တော်ကုန်တယ်ပဲပြောပြောမှဆိုရင်လေဘာလို့လဲဆိုတော့တိရမလားဟိုနိုင်ငံအခြေအနေမကောင်းတော့အကုန်လုံးကဒီယူပြေးလာပြီးတော့ဒီမှာပဲ ရွှေ့လာကြတယ်။ကြောင်တက်တဲ့သူရှိတယ်။ကြောင်တက်တဲ့ဒီတိုင်းအိမ်ရပတ်စံရှိသူထိုင်စားပြီးနေတဲ့သူလည်းရှိတယ်။သူကြောက်လေဒီမှာအလုပ်တွေရှာပြီးအလုပ်လိုက်ရှာပြီးအလုပ်လာလုပ်တဲ့သူတွေလည်းရှိတယ်ဗျာ။အများကြီးပဲဗျာ။ဆိုတော့ဒါကတော့ဒီ permanent ပတ်သက်ပြီးတော့ဖြစ်တဲ့အပိုင်းပြောပြတာဗျာ။အဲ့တော့ဒါကတပိုင်းပါနော်။ဆိုတော့ဘယ်လိုနေရာမှာနေရမလဲဆိုတာတော့အဓိကကဘိုးပေါ်မှာမူတည်ရယ်။ကိုကအလုပ်ရှိတယ်။ဒါမှမဟုတ်လေကိုကကြောင်တက်နေရယ်ဆိုရင်အဲ့ဒီအနီနာတော်ဝိုင်ပန်းကိုချင်မနေရင်တော့အကောင်ဆုံးပဲ။လို့ဒီမှာကျတော့ဘန်ကောက်ကကျတော့ဒီသူက district တွေလည်းများတယ်ပြီးတော့မြို့ဒီတိဆောက်ပုံရင်သူ urbanization နေထားဘယ်လိုလဲဆိုတော့ဝေးတယ်ဗျာဆိုတော့အဓိကကကိုက apartment နေမယ်ဆိုရင်အလုပ်အလုပ်အလုပ်လည်းရတယ်အလုပ်လည်းရှိပြီဆိုရင်ကိုနေတဲ့အလုပ် district နီးနားမှာရှိရဲ့ရတားမှတ်တိုင်နဲ့နေရနေရလို့ဟာမျိုးတွေအလုပ်နေရာမျိုးတွေဆိုရင်လည်းများသောအားဖြင့်ဈေးကနည်းနည်းလေးပိုများလေးရှိတယ်ဘာလို့လူကြိုက်များတယ်လူတွေအနေများတဲ့အာ region တွေဖြစ်တဲ့အတွက်ဈေးပိုများတယ်ဆိုတော့ ကအဲ့လိုအပမငားမယ်ဆိုရင်ကိုအလုံးနဲ့နေနေနေရဒါမှမဟုတ်ကိုကြောင်တက်နေတယ်ဆိုရင်ကိုကြောင်နေနေတဲ့နေရာမျိုးတွေမှာရွေးချယ်တာပိုကောင်းတယ်ဆိုတော့နောက်တစ်ခြားကျတော့အဲ့လိုမျိုးရွေးချယ်မယ်ဆိုရင်လည်းဥပမာပတ်သူနန်းလို့နေရာမျိုးမှာအလွတ်လုံနေသူတယောက်ဆိုပါဆိုအဲ့လိုနေရာမျိုးမှာလူလုံနေတဲ့သူဆိုရင်ပတ်သူနန်း area တစ်ပိုက်က foreigner တွေအလားများတဲ့ ठी တာဆိုတော့အရန်ကိုဟို living cost ကမြင့်တယ်ဗျာဆိုတော့တော်တော်များများလည်းအဲ့ဒီမှာအလုပ်တွေရှိရတဲ့အတွက်အဲ့ဒီ data တစ်ပိုက်ကိုတွန်းနေကြတဲ့အတွက်ဒီ supply and demand မမျှတဲ့အခါမှာဒီဈေးတွေကတက်တယ်တခန်း6000 9000လောက်နေစားတယ်တာမန်ခန်းကိုပြောတာကိုနိုတွေပါရယ်ဆိုရင်တော့ထက်မပြောတော့ဗျာဒီတဲမှာဒီတိုင်းအပါမန်မန်ရှင်လို့အနေထားမျိုးတွေကိုအဲ့လောက်ရှိတယ်ဗျာဆိုတော့အရင်များတယ်တယောက်လည်းနေဘူးဆိုတာမဖြစ်နိုင်ဘူးပဲပြောမှာပေါ့နော်ဆိုတော့ဟိုကချမ်းသာရင်တော့တမျိုးပဲတရားဟို share နေကြတယ်များသောအဖြစ်ကဆိုတော့အဲ့ဘယ်သူနော်တက် area မျိုးမှာအဲ့အပြင်မှာဒီအစားအသောက်ကအဲ့လိုမျိုးပို့ပြီးတော့လဲ ဈေးကြီးတယ်ဈေးကြီးတာဖြစ်တဲ့အတွက်ဒီဈေးဒေါ်လာဆိုင်တွေကတော့ရှိတယ်ဟိုရှားရတယ်ရှိမရှိတာမဟုတ်လုံးဝမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့ရှားရတယ်ဈေးတွေကအများသောအဖြစ်ကဒီထိုင်းဆိုင်တွေလည်းများတယ်မြန်မာဆိုင်တွေလည်းများတယ်ဒါပေမဲ့ဈေးတွေကဒီပုံမှန်ဒီတခြား district ပေါ့နော်ဒီ Huamal တို့ Bangabi တို့အဲ့လိုမျိုးအဲ့လိုမျိုးပြင်မပြောမှာမျိုးပြင်တို့ဒေတာနဲ့ဆိုင်တော့ဈေးတွေကအရင်ဟာတယ်အချိုးကြီးတွေဒီသေးစားတွေဘာတွေအစားဈေးနှုန်းမတူဘူးဗျမတူတဲ့အတွက်ကျွန်တော် ကျွန်တော်ဆိုရင်အဲ့လိုနေရာမျိုးမှာကျွန်တော်မနေဘူးပေးရမယ့်ပတ်စံက6000 8000 8000လောက်ပေါ့နော်ရေဝမီဖို့အပါအဲ့လောက်ပေးရမယ့်အစားကျွန်တော်ကဟိုကကောင်းကကန်းနဲ့နေကျင်တာဖြစ်တဲ့အတွက်အဲ့ဒီ foreigner ဒီ attraction များတဲ့ဒီ school bit တို့ဘယ်သူနဲ့လုံးတဝိုက်မျိုးမှာမနေဘဲနဲ့အော်ကျွန်တော်အလုပ်ဒီပါတွေကကျွန်တော်အဲ့ဒီနားတဝိုက်ပေါ့ဗျာဒါပေမဲ့အဲ့မှာကျွန်တော်မနေဘဲနဲ့အဲ့ထက်တနိုင်လောက်ဖြေတဲ့မျိုးပြင်လုံးနေရာမျိုးမှာကျွန်တော်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော် အခုဆိုရင်ဒါဒါ၄ကိုရ9000ပေါ့ဗျာအခန်းပေါ်လက်စစ်နဲ့ဗာနဲ့ပေါင်းလို့ဆိုမှ6000ကျော်6500လောက်နဲ့ကျွန်တော်ဒီလို AACC နိုင်ပါအိနဲ့နေလို့ရတယ်ဒီဒီမှာဒီကားတွေပါတွေ noise ဖြစ်တဲ့အတန်နေမရှိဘူးကျွန်တော် AACC နေရတာကြိုက်ရသူဖြစ်တဲ့အတွက်ဒီလိုမြို့ပြင်ဘက်ချမ်းမှာထွက်ပြီးတော့နေတယ်ကျွန်တော်ပေးရတဲ့ဈေးနဲ့မြို့ထဲမှာပေးပြီးနေရမယ့်ဈေးနဲ့ကကျွန်တော်ဒီမြို့ပြင်မှာနေတဲ့ဈေးကတော့နည်းနည်းလေး1000လောက်1500လောက်တက်တာသေးတယ် ဒါပေမဲ့ကောက်ကောက်နေရတာဗျာတခုတော့ရှိတော့ဗောဗျာအားနေချက်နေနေကျွန်တော်တို့ transportation ကတော့ပိုကုန်တယ်ပြီးတော့အချိန်ပိုကုန်တယ်အခုလောလောဆယ်ကျွန်တော်ရင်းဆိုင်နေရတာအဆင်မပြေဘူးအရင်ဝေးတယ်တနေ့ transportation အသွားတစ်ကြောင်တနင်္လာကျော်တော့ပေးရတယ်ဒါတော့မှကျွန်တော်ယထာတဆင်စီရယ်ပြီးလို့ရှိရင် bus ကဗောနော်ဒီလင်းငါမတန်ရောက်လိုရဲ့နေရာတွေအတွက် bus ကတဆင်တဆီရယ်ဆိုတော့ transportation တိုက်ကိုအသွားတစ်ကြောင်တွေနှစ်ခုလောက်တုံးတာတခါကြရင်လည်းကျွန်တော်ဘော့တုံးတယ်အလုပ်အရင်နောက်ကြတဲ့အချိန်တွေပါနေပါဆိုတော့တနေ့အသွားပြန် တနိုင်15ထားအပြင်းဆိုရင်တနိုင်15ဆိုတော့တနေ့2နိုင်ခွဲလောက်3နိုင်လောက်ပေါ့နော်လမ်းလျှောက်တာဘာညာနဲ့ဒီခါကျရင် train out ကြတာဘာညာနဲ့စောင့်မယ်ဆိုရင်တနေ့3နိုင်လောက်ကကျွန်တော်လမ်းပေါ်မှာအချင်းကုန်တယ်အဲ့ဒီချက်ကတော့မကောင်းတဲ့အချက်ပေါ့နော်ကောင်းတဲ့ချက်တော့အပားမကကောင်းပါဇင်းလုံးကကောင်းမှုမို့နဲ့လက်စင်ပြီးဆိုလဲအများကြီးသုံးပြီမယ်မီတာကအရင်မတက်တဲ့နေရာမျိုးမှာနေရတယ်အားနည်းချက်က transportation တိုက်ကနှစင်းစီရတယ်အချင်းကြတယ်လမ်းပေါ်မှာအချင်းကြီးအများကြီးကုန်တယ်အဲ့ဒါမကောင်းတဲ့အချက် အရန်ပင်မန်းနေပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နိုင်တာမလုံနဲ့အလုံးနဲ့နေရင်ညာနားမှာပဲပေးရတဲ့စီမတန်ပေမဲ့လည်းနေပါအဲ့ဒါဆို transportation ကတတ်တာမဲ့ပြီးအလုံးအလုံးသွားလို့ရှိရင်လည်းမြန်မယ်လမ်းပေါ်မှာကျွန်တော်တို့၃နိုင်လောက်တစ်နေ့၃နိုင်လောက်အချိန်နဲ့မကုန်ဘူးဆိုတော့အဆင်ပြေဆိုတော့အလုံးနဲ့နေရင်ညာကျောင်းနဲ့နေရင်ညာမှာ နေပါ ပြီးတော့အဖို့ရှာပါ share ပြီးတော့နေပါ6000လောက်ကြာတဲ့အခန်းကလည်း2ယောက်ပေါင်းရှယ်လိုက်မယ်ဆိုရင်1ယောက်3000ပဲကြာတယ်ဆိုတော့အဆင်ပြေတယ် ဆိုတော့ဒါအပါမင်းနဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်နောက်တစ်ခွကျတော့ကျွန်တော်ဒီအစားတောက်ပေါ့နော်ဒီမှာတလားတလားကျွန်တော်စားတောက်စားတောက်ဆိုရင်ဘယ်လောက်ကုန်နေပေါ့စားတောက်ဆိုရင်တော့ကျွန်တော်တို့ပုံမှန် average ကတနက်ကို90ပဲထားလိုက်ပြီဒီမှာကတော့90လောက်နဲ့စားတွက်လို့ရတယ်ဘန်ကောက်လိုအနီထားမျိုးမှာကျွန်တော်လေဒါကိုယ့်ကိုချက်စားတာဆိုရင်တော့ဈေးနှုန်းကတမျိုးဖြစ်သွားမယ်ကျွန်တော်လည်းကိုယ့်ကိုချက်စားတာရှိတယ်ဝယ်စားရလည်းရှိတယ်အချိန်မရှိတော့များသောဖြစ်အဲဝယ်စားဝယ်စားရလို့ ပထမတစ်ပိုင်းနေဝယ်စားလို့ယူစားလိုက်မယ်ဗျအဲ့တော့တစ်နှစ်ကို90ဆိုရင်တစ်နှစ်သုံးနှစ်စားမယ်ဆိုရင်ကျွန်တော်တစ်ရက်ကို150ကုန်မယ်150ကဒီဒေါ်လာဆိုရင်53.45ဆိုတော့ဒီ4500ကုန်မယ်ဗျတည်လားဒါတယောက်ချင်းစားတာကိုပြောပါဗျအဲ့ဒါတော့အစားတော့ဝယ်စားမယ်ဆိုရင်ကုန်မဲ့ price ပေါ့နော်ပြီးတော့ဒီပတူနန်လိုနေရာမျိုးစကူဘစ်လိုနေရာမျိုးမှာနေနေတဲ့သူခောက်ဆန်လိုနေရာနိုးနေနေနေရာမှာအလလုတ်ပြီးတော့အဲ့မှာပဲ မချက်ဖြစ်လို့ဝယ်စားမဲ့သူတွေအနေနဲ့ဆိုရင်တော့ဒီထက်ပိုကုန်ကြနိုင်တယ်။သမင်းကျော်တစ်ခုကျက်စီသမင်းတစ်ခုကို60တချို့နေရာဆို80လောက်ထိပေါက်တယ်ဆိုဇီနိုတွေကအရင်များတယ်။အရင်များတယ်ဆိုတဲ့အတွက်ဒီကိုအလုတ်လုံးနေရဆိုရင်ကိုရဲ့လာစာကအရန်နေနေရနေထားတခုမှဆိုရင်တတောင်းဆွဆွလောက်ပဲရရဲဆိုရက်လူတယောက်နေနေကမလောက်နိုင်ဘူးဗျာ။ဘာလို့လဲကျွန်တော်တခြားဟာကြီးကုန်မအောင်။ခြားသောအဖြစ်ကချက်ဆိုင်ပိုကောင်းတယ်။ချက်ဆိုင်မှဆိုရင်တော့ဒီဈေးဒီဘာတွေမှာ ကွာဒီကြအူတို့ဒီဆန်တို့အာအဟင်းဒီဟိရဒီပေါ့နော်လို့ဝယ်ပြီးတော့ကိုယ်ချက်စားမယ်ဆိုရင်အဆင်ပြေတယ်အအမြဲတမ်းချက်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးပြင်းတယ်လေလူဆိုတာတော့ဒီအလုံးမအားနဲ့အလုံးမရတဲ့ stress တွေပါနေလို့ဆိုတော့နေ့တိုင်းချက်စားဖို့ဆိုတာအမြဲတမ်းမဖြစ်နိုင်ဘူးဆိုဒီဘက်မှာထားခုနှစ်ရက်ရှိရဆိုရင်တော့၄ရက်လောက်ဖြစ်နိုင်၃ရက်လောက်ဖြစ်နိုင်တော့ချက်စားကျန်4ရက်လောက်တော့ဝယ်စားပါတော့အဲ့ဒါဆိုရင်တော့ကိုကုန်ကြမယ်၄500ကအ 2500 3000ပဲထားပါတော့3000လောက်ပဲကုန်တော့မယ်ပေါ့နော်ဆိုတော့စားတော့က3000လောက်ဖြစ်သွားမယ်เนาะအဲ့တော့အပါမန်ကကျွန်တော်အပါမန်နေနေဆိုရင်ကျွန်တော်တစ်ချက်စားတယ်အဲဝေလဲစားတယ်ဆိုတော့ထားပါတော့3000ပဲထားလိုက်ပါတော့เนาะကျွန်တော်ဒီထက်ပိုကုန်သေးရမှန်တယ်ပြစားတာတော့ဒီတနေ့3000စားတာ3000နဲ့ပဲကျွန်တော်တွက်လိုက်မယ်နောက်တစ်ချက်ကျတော့ transportation transportation ကျတော့ကျွန်တော်ယထာသုံးတယ်ယထာကျတော့ဒီမှတ်တိုင်အောင်မူတည်ပြီးတော့ဈေးတွေကတော့မတူညီနိုင်ဘူးဆိုတော့ကျွန်တော် နေတဲ့နေရာကနေအလုတ်သွားတာတော့ဒီယထာအုံးလေးနဲ့တင်အာ25ပဲရှိတယ်ဗျဟိုအသွားတစ်ချောင်းပြောတာပြီးတော့ကျွန်တော်ပြောသလိုဘတ်စကာတစ်စီယံစီရတည်ရဲ့ဆိုတော့ဘတ်စကာတော့အရင်မကြောက်ပါဘူးလို့3မတ်တန်4မတ်တန်လောက်ပဲထားပါတော့ကျွန်တော် transportation တွေကခုနကဘတ်စကာ25ပဲကုန်တယ်အာပြီးတော့ဒီ train တွေက25ပဲကုန်တယ်ဆိုတော့အဲ့မှာ၄၀30 40ဖြစ်နေပြီအသွားတစ်ချောင်းလေးကျွန်တော်ကုန်လာ40အဲတခါကြရင်ပြင်းလို့တုံးရက် bog bog သုံးနာတို့ဒီ grab သုံးနာပဲအဲ့ဒါကြီးမပါသေးဘူးပြထားလိုက်ပါတော့40ဆိုတော့အသွားပြန်ဆိုတော့80ရှိတယ်80ဆိုတော့တလားဆိုရင်83လေး24ပိတ်ရက်တွေပါရောရှိရောဗျဒါမဲ့ရက်30နဲ့ပဲထွက်လိုက်မယ်83 24ဆိုတော့2400ဖြစ်နေပြီဘာချန်လေးဆိုနောက်တစ်ခုကျတော့အာဖုန်းပေဖုန်းပေကတော့ဒီမှာကျွန်တော်ဈေးကတော့တက်တာပါတယ်200ပဲ200လောက်300လောက်ဆိုရင် unlimited data package ကိုရက်30စာရရတယ်ဗျာ ဖုန်းပြောလို့တော့မရဘူးဗောဒီဒီကအင်တာနက်တုံးတာအတွက်ပဲဗောနော်ဆိုတော့ကျွန်တော်တလောက်200နဲ့ package ကိုတုံးတယ်ဟိုပါဗောအိမ်မကပြပါ second ကိုရက်တုံးသေးတာ package နဲ့ဝယ်တယ်ဆိုတော့အာလာ200ဗောဗျာကျွန်တော်အနေနဲ့ဆိုရင်ဒါကတော့ကျွန်တော် promotion တွေပါရှိရချင်းသူ package တွေ offer ပေးရချင်းမှာဝယ်ခဲ့လို့ဒီစင်းနေရပုံမှန်လူတယောက်အာမတိရင်လူတယောက်ဆိုရင်တော့ ဖုန်းပေပေါ့နော်ဒီ internet package ပို့ပဲဖုန်းပေမဟုတ် internet package ပို့ only ဒီ300 400လောက်ထိကုန်တယ်ကုန်မယ်လို့ထင်တယ်ဆိုတော့တချို့တွေကြတော့လေဒီ link လေးစိဆိုင်တဲ့ချိန်မှာနေတနည်းစား package ဝယ်တဲ့ဟာရှိရဗျာအဲ့လို true true age ကပေးတဲ့ package တွေဆိုတနည်းလုံးစားအောင်မှာ internet unlimited ဘာညာဘောအဲ့ဒါဆိုရင် ပတ်2000လို့3000အဲ့လောက်ဝင်ချင်လဲရတာရှိရ wifi ကတော့အလုံးမှာတော့အဲ့လို wifi ရှိတယ် free ဆိုတော့အဓိကတော့ကျွန်တော် upload လုပ်တာတွေအခြား landing လုပ်တဲ့ဟာတွေအကုန်လုံးကြတော့ဒီအလုပ်က wifi နဲ့ပဲသုံးတယ်တောင်းကြရှိတာတွေအကုန်လုံးလည်းအလုပ်က wifi နဲ့ပဲသုံးတဲ့အတွက် internet ပုံကတတ်တာကျွန်တော်နေတဲ့ apartment မှာလည်း internet က wifi က apartment တော်တော်များများပါကြတယ်ဒါပေမဲ့တော်လျှောက်လန်းနေမှာတက်လာဖြစ်တဲ့အတွက်စီးပို့ပြီး internet speaker အဲ့လောက်မကောင်းဘူးသူတို့လွှင်းတဲ့ဟာလည်း2.4ဟို gigahertz ပေါ့နော်အဲ့ဒါအဲ့ဒီဆက်လေးနဲ့လွှင်းတာ 4G router လေးနဲ့လွှင်းတာဆိုတော့ ဒီဘယ်လိုမှအဆင်မပြေဘူးဆိုတော့ wifi ကတော့အရင်ကြီးမမျောလင်းနဲ့ apartment မှာပါတဲ့ wifi တွေကအဆင်မပြေဘူးကိုယ့်ဘာသာကိုယ် wireless နဲ့အဲအထင်းမှာအိမ်မှာနေဖြစ်မဲ့သူဆိုရင်တော့ wifi တက်တာပိုကောင်းတယ် wifi တက်တဲ့နေရာမှာမှ wireless ဆိုတာထက် fiber ထက်ရပိုကောင်းတယ်ဒါပေမဲ့တချို့ apartment တွေက fiber တက်မယ်ဆိုရင်ဒီ fiber ကျိုးဖောက်ဖို့အတွက်လွန်ဖောက်တဲ့ဟာတွေကိုကျွန်တော်တို့ကျွန်တော်ဒင်နန်းမှာနေတော့ဆိုရင်အဲ့ဒါပတ်စံတောင်းတယ်အဲဖောက်ကားဆိုပြီးတော့ 2000ပေါ့နော်ဘန်2000တောင်းတယ်အဲ့လိုမျိုးပြီးရင်တော့သူကပေးဖောက်တယ်အဲ့လိုမျိုးလေးတော့ရှိတယ်ဗျာအင်တာနက်နဲ့ပတ်သက်ရင်တော့ကျွန်တော်တော့အင်တာနက်မသုံးမသုံးတဲ့ဒီမှာ ဖုန်းအင်တာနက်နဲ့ပဲသုံးတယ် Wi-Fi ကိုကကြတော့အလောရောက်မှသုံးတယ်အလော Wi-Fi ကလည်း 5G ဆိုတော့ line ကောင်းတယ်ဆိုတော့အလောဟာနဲ့ပဲအဓိကသုံးဖြစ်တယ်ဒါကတော့အင်တာနက်အပိုင်း Okay နောက်တစ်ပိုင်းကကြတော့အာဟိုဘာလို့တခြား H band တွေကဘာရှိမလဲဆိုတော့ကျွန်တော်တို့ဒီအာ ခါစီဗျာကျွန်မြန်မာသားတွေပိုင်းစားနေတာတို့ပြီး711မှာ coffee တောက်တာတို့ energy drink တောက်တာတို့ snack တွေစားတာတို့ဒီမှာအမြဲတမ်း quality အိမ်မှာချက်နေတဲ့သမင်ဟင်းတွေပဲမစားနိုင်ဗျာတခါလေဟိုဟာအဲ့လိုပေါ့တေးစားတွေနောက်ထိုင်းမှာလည်းအစားအသောက်ကပေါ်လေဒီမှာတော်တော်များဟို50 50လောက်ကောင်းကြပါလေအစားအသောက်တွေကအသေးစားတွေပြောတာပေါ့နော်သူတို့ရဲ့ဒီ US အစားအသောက်တွေအဲ့လောက်မကောင်းဗျာခိုင်ရန်ကအချင်းစားနေတာတို့အသေးစားနေတာတို့ အာဟိုချင်ကစားစားနေတာမမစားနေတာခေါ်ကုတ္တီယိုတို့ဘာညာဟိုဗျာတင်မော်ဒီတောင်အဲ့ဒါကြီးစားမယ်ဆိုရင်အဲ့ဒါကြီးရထပ်ပြီးတော့ကုန်မဲ့ပတ်စံနေဗျာအဲ့အဲ့ဟာရေးပြင်မှာကျွန်တော်တို့အလုတ်သွားအလုတ်ပြန်လုပ်နေရသူတယောက်အနေနဲ့ခုနလိုအာအင်ကြီးနေဟိုအမြင်နဲ့မဝယ်တော့ဗျာဟိုလိုလိုတယ်ဗျာဒီလားအင်ကြီးနေဘောင်းမီမဝယ်ဘဲနဲ့နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာအာစနီကာအများဆုံးသုံးတာဆိုတော့ ခြေစွပ်တွေကလိုတယ်ဗျာတိလားခြေစွပ်ဆိုတာကလည်း quality ကောင်းတဲ့ hardware တော့မှဟိုနှစ်လလောက်ဆိုရင်တော့တော်တော်များနေပြီတော့ထဲလောက်လဲတင်တယ်ဗျာဇီရောလောက်မများပါဘူးတချို့ ware ဆို720 25အဲ့လောက်နဲ့ရတာဆိုတော့ဒါမဲ့ဘယ်လိုဖြစ် living span တချို့တခြား other span တွေမှာကျွန်တော်ဓာတ်ရီထည့်ရမှာနော်ခြေစွပ်တို့အတွင်းကန်တို့ဒီဘောင်းမီတို့အာအင်းကြီးတို့ပြီးရင်ကျွန်တော်ဒီတကူကြီးသုံးကောင်းလျှော်ရေးစပြာရေးမျက်နှာသိစေးတွားလိုက်စေး bread တို့ ဒါတွေကလည်းလိုတယ်ဗျာပြီးတော့ကျွန်တော်အိမ်မှာချက်စားရဲကျွန်တော်တို့လူအနေနဲ့ဆိုရင်တော့ဒီတခြား C တို့အာစာတို့အချို့မဟုတ်တို့အထုပ်တိတိလေးတွေပါစီးရတော့ဘလောက်မှမရှိဘူးဆိုရင်အဲ့ဒါတွေကလည်းတလားလောက်နေတော့ဘလို့ဖြစ်ဝယ်ရတာပါဗျာဒီပြီးတော့ချက်တုန်နေ ingredient တွေပေါ့နော် base ingredient တွေအယုတ်ကောင်းတို့ချက်တုန်နေချက်တုန်ဖြူဒါမျိုးတွေပေါ့နော်ပြီးတော့ပြီးတော့အားနိုင်ရှိမှတော့ဘာရှိအောင်လဲဆိုတော့ တငယ်ချင်းနဲ့ဟန်နာလောက်တာမျိုးတွေပေါ့နော်ကျွန်တော်ကလည်းဘာတွေကလပ်တွေတော့မသွားဘူးအဲသွားလဲကျင်လည်းမရှိဟိုရန်ကုန်မှာနေရလည်းမသွားဘူးဆိုတော့ပတ်စံလိုက်မှာတိတ်မကုန်ဗျာဆိုတော့အဓိကကုန်မှာတွေတငယ်ချင်းတစ်ခါသေးဆို breakfast ပေါ့နော်မြန်မာစာလေးပါလေလွမ်းလဖိတ်လေးတောက်ချင်တာတော့မိုဟင်ကစားတာတော့နေကြီးတုပ်တော့အဲ့လိုမျိုးစားဆိုင်တော့နေနေတော့ကုန်ပူကုန်နေပေါ့ဗျာတော့တလားဆိုတော့ဒါတွေကကျွန်တော်တုံးနေအာဟိုဟာဒီပေါ့နော်ဒီတလားဒီမှာကုန်နေကျွန်တော်တုံးနေဟာရယ် အကုန်လုံးဟာတွေပြောပြပြီးပေါ့နော်ဆိုတော့အဲ့မတန်ခင်တုန်းကဆိုရင်ကျွန်တော်ကဒီမှာ long term visa မရှိခင်တော့ဆိုရင်နောက်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော် tourist visa နဲ့တစ်နှစ်ကျော်ကျော်နေခဲ့တာဆိုတော့ tourist visa တွေကအားလုံးတည်တယ် extend လုပ်ရတယ် extension လုပ်ရတာရှိတယ် walking လုပ်တာရှိတယ်နိုင်ငံပြင်ထွက်တာရှိတယ်ဆိုတော့နိုင်ငံပြင်ထွက်တဲ့ပိုင်းတွေတော့ကျွန်တော်တကယ်မပြောတော့ဘူးအဓိကကတော့တစ်လတစ်ခါ extend လုပ်ခဲ့တဲ့ချိန်တော့ဆိုရင်လည်း walking သွားမယ်ဆိုရင် but တစ်လောက်1900ရယ်တန်ရုံထောက်ခံစားရယ်ပြီးတော့ဒီကိုနေတဲ့ နေရာနေဒီ immigration သွားတဲ့ transportation fee တွေနေဆိုတော့တစ်လောက်2500ကျော်ကျော်ပေါ့နော်3000ပဲထားလိုက်ပါ3000လောက်ကထပ်ကုန်ခဲ့တာပေါ့နော်ပြောမယ်ဆိုရင်လေဒါတော့မှ age tension တွေပါရင်မဟုတ်ဘူး age tension တွေပါရင်ဆိုရင် age tension တစ်ခုတွေ2000လေးရံဖြစ်နေပြီဆိုတော့ထပ်ပါတော့3000ပဲယူဆလိုက်3000အဲ့ဒီ visa ဘွေးနေထပ်ကုန်ခဲ့တာအခုကကျတော့ long term visa ရှိရဲ long တစ်ခုကျန်နေစပင်းစပင်းညက်စပင်းတော့တလားတစ်ခါတော့ကျွန်တော်မညံ့ဖြစ်ဘူးဒါပေမဲ့ 2လတစ်ချိန်3လတစ်ချိန်လောက်ညှင့်ပြင်စပင်ညက်တာတော့ဒီမှာအနည်းဆုံး150လောက်နဲ့စားတယ်ဒါကလည်း district ပုံမူတည်တယ်အချို့နေရာတွေဆိုရင်တော့အဲ900လောက်ကနေစားတယ်ညသွားဖြစ်ပေါ့နော်အစည်းအနည်းဆုံး150ပြား100နဲ့စားရင်တော့လည်းရှိတယ်အဲ့ဒါလည်းတော်တော်ရှားတယ်ပြားဒါလေးပေါ့ overall တော့150လောက်ကနေစားတယ်စပင်ညက်တာအချင်းချုပ်ပြီးတော့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ apartment အတွက်ကကျွန်တော်6500လောက်သွားတယ်ပြီး transportation ကအာဒါပါတော့ဘယ်လောက်လဲ15လေး8 ှစ်သုံး2400 2500ပဲတာ transportation တက2500လောက်တလောက်ကျွန်တော်သွားတယ်အစားအသောက်က3000ပြီးတော့ဖုန်းပေက200ရှိတယ်ဗျာပြီးတော့အားသား age band တွေမှာဆိုရင်အာကျွန်တော်တို့ဒီတကူရီသုံးပစ္စည်းတွေပါတယ်ထားပါတော့ဗျာဆပြာတို့ခုနကကျွန်တော် ပြောတဲ့ဟာတွေပေါ့နော်ဒီအစားအသောက်ချက်ပြုတ်ဖို့အတွက်လိုအပ်တဲ့ spice တွေပါတယ်ဝယ်တာတွေပါတယ်ရတယ်အဲ့ဒီအရင်တလောက်ထားပါတော့900အနေ1000ပဲထားလိုက်ပါတော့ခြေစိုးဝင်တဲ့ပါနေနဲ့ဒါတော့မှကိုကအင်းကြီးတွေဝတ်စာတွေပါတယ်တိတ်ပြီးတော့ ဟို fashion ကြကြလို့ဝယ်ပြီးဝတ်တာမျိုးတွေပါတယ်မရှိဘူးဗျာအဲ့တော့အားလုံးပေါင်းလိုက်မယ်ဆိုရင်ဒါတလောက်ဒါကျွန်တော်အဲ့လောက်ကုန်ကြရတယ်ဗျာဒါ today h1 ကကုန်ကြရတယ်ဒီဒီကုန်ကြရတဲ့ထင်မှာကျွန်တော်အပိုလို body glad တွေသွားတာမျိုးတွေနောက်ပြီးတော့ဒီအဝတ်စားတွေလိုက်ဝယ်တာမလိုဘဲနဲ့ဗျာကျွန်တော်၃လောင်းနေတထဲတော့မဝေးဖြစ်ဘူးဆိုတော့အဲ့တော့တလောက်ကုန်တယ်ပြီးတော့အာဘာရှိမလဲဆိုတော့ကျွန်တော်တို့ visa ဘူး လာတစ်ခါအရင်တော့တိုးခဲရတယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်ဒီထဲမှာထည့်မပေါအောင်တော့အဲ့ဒါတွေကို visa အလို tourist visa နဲ့နေမဲ့သူတွေဆိုရင်အဲ့ဒါတွေမှာထည့်ပေါအောင်မှာမနော်ဆိုတော့တလောက်အဲ့လောက်ကုန်တယ်ဒါကျွန်တော်တယောက်တည်းစားတွတ်ထားအကယ်လို့အခန်းမှာနှစ်ယောက်အာတငယ်ချင်းနဲ့ဖြစ်ဖြစ် share ပြီးတော့နေမယ်ဆိုရင်တော့နည်းနည်းလေး3000 4000စားတာပါတခါတူတူ share ပြီးတော့ချက်စားမယ်ဝယ်စားမယ်ဆိုရင်ဟုတ်4000ကနေ9000လောက်ထပ်ပြီးတော့တတ်တာနိုင်တယ်ဆိုတော့ဒီမှာကတော့အဲ့ဒါအာနေမယ်ဆိုရင်တော့ အလောက်ကုန်ကြနိုင်တယ်ကျွန်တော် HP ရောအခြေခံပြီးတွတ်ထားတဲ့တွတ်ချက်ထားတဲ့ဈေးဖြစ်တယ်ပေါ့နော်ဆိုတော့တရားတရားမတူတချို့ကြတော့လဲခြွေတန်နိုင်တဲ့သူတွေအများကြီးပဲဆိုတော့ transportation တွေဘာတွေမှာဆိုရင်လည်းတချို့ကလေနဲ့သွားတာတို့ bus ကတည်တန်းသွားတာလို့ရှိရဲ aircon ကြတော့ဘတ်20လောက်နဲ့ရောက်တယ်ကျွန်တော်ခုနေတဲ့နေရာကနေအလုပ်ကိုလည်း bus ကက20နဲ့ရောက်တယ်ဒါပေမဲ့မှတ်တိုင်နဲ့အရင်ဝေးတာတကြောင်ပြီးတော့ ကားစီးရာ2နာရီလောက်ထိ traffic တွေပါတယ်ရှင်ကြာနိုင်ကြာခကြာတာဖြစ်တဲ့အတွက်ကျွန်တော်လမ်းပေါ်မှာရပြပုံမှန်ရထားနဲ့သွားလို့မြန်တဲ့အနေထားမှာတော့တနေ့3နာရီလောက်လမ်းပေါ်မှာချင်းကုန်နေတာဖြစ်တဲ့အတွက် bus ကနေတော့သွားမယ်ဆိုတနေ့4နာရီ4နာရီခွဲတော့လမ်းပေါ်မှာကုန်နေမှာဗျာအဲ့တော့အဲ့ဒါအဆင်မပြေဘူးဆိုတော့ဒီ video ကတော့ဒီလောက်ပဲ bye bye တတ see you next time